မင်္ဂလာပါရှင်။ဗမာပိုကက် channel ကနေချက်ပြတ်တက်တုပ်ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းမျက်နှောင်ရေးသားထားတဲ့ The Philip Guide အစီအစဉ်2အပိုင်း26ကိုတင်ဆက်ပေးသွားချင်ပါသေးတယ်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်။ဇာတ်လမ်းတည်တင်တိုင်းမှာသိရှိနိုင်ဖို့ကိုလည်းဘေးနောက်နူရီဘဲလေးကိုနေပြီးခေဖို့တောင်းဆိုလိုက်ပါရစေရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါနော်။ ကိုစိုးမြဆိုင်ထဲမှာတင့်လွင်မြဆိုင်နဲ့ဝင်းနိုင်တို့တုံယောက်အရက်ထိုင်တောက်နေကြတယ်။မြဆိုင်ကဘာစကားမှမပြောဘဲညင်ပြီးအရက်ကိုတောက်နေတယ်။အမီးစားတယ်။ဝင်းနိုင်နဲ့တင့်လွင်ကတော့ရောက်တဲ့ရာရာစကားတွေပြောပြီးအရက်ကိုတောက်တဲ့အမီးစားတယ်။ထို့သောဖြင့်7မိနစ်15မိနစ်လောက်ကြာတော့ဆိုင်ထဲကိုအဝေစားခတ်နန်းနဲ့ပစိုးခတ်ထုတ်တို့ဝေထားပြီးလွဲအဆုပ်တစ်လုံးကိုတိုင်းလွေထားတဲ့မြင်းနှဆိုင်လူငယ်တယောက်လေးတချွန်ချွန်နဲ့ဝင်လာခဲ့တယ်။လူငယ်ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ။စိုင်ထဲမှာအရက်ထိုင်တောက်နေတဲ့လူတွေအလုံးလူငယ်အထူးဆန်ဝိုင်းကိုကြည့်ကြတယ်။ဒါပေမဲ့ထို့လူတွေထဲတင့်လွင်မြစိန်နဲ့ဝင်းနိုင်တို့သုံးဦးတော့မပါ။တင့်လွင်နဲ့ဝင်းနိုင်ကစကားပြောမပြည့်။မြစိန်ကအချက်မတော့လူငယ်ကအကြောက်လည်းမရှိဂရုလည်းမဆိုင်။လေချွန်လျက်နဲ့ပင်သူတို့တင့်နေတဲ့သူတွေရဲ့မျက်နှာကိုရှုပ်တိတိပြန်ကြည့်တယ်။ကြည့်လို့မဝဘူးဆိုမှဆိုင်ရှင်အရက်တလုံးအမြေပဲတော့တပွဲလို့ခက်ပြက်ပြက်လမ်းဟော်ပြီးမြဆိုင်တို့ဝိုင်းသားကနေဖြတ်သွားပြီး မလန်မကန်ဝိုင်းမှာသွားထိုင်နေရမယ်ကောင်းလေခဏစအောင်နော်ကိုစိုးမြကအဲ့လိုပြန်ပြောတယ်ကိစ္စမရှိပါဘူးအေးစေးလို့ပါကျောက်မှာအချိန်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်အရက်လာတော့တာလူငယ်ကပြော့ပြော့ဆွဆွနဲ့သူ့အိတ်ကထဲကနေဆက်လက်တလိတ်ထုတ်ပြီးမိညီပြီးအားရပါရဖွာတယ်အေးအေးကောင်းလေအခုလို့နားလဲပေးလို့ကျေးဇူးကွာငါလဲတယောက်တည်းလောက်ရကန်ရတာဆိုတော့မလွယ်ဘူးကွာကိုစိုးမြကလူငယ်ကိုကျေးဇူးတင်စကားပြောတယ်အဲ့ဒီနောက်ပဲတော့တပွဲအ мян တော့တယ် ပြီးတာနဲ့ပဲတော့ပကံကိုဘဲဘဲလက်ကကိုင်းပြီးညာဘက်လက်ကအဇက်ပလင်းနဲ့ခွက်ကိုကိုင်းပြီးလူငယ်ရှိခုံပေါ်ကိုသွားချပေးတယ်။ကဲကောင်လေးမင်းမထတာရပြီတောက်ပြီအောင်နော်။လူရချင်းလမ်းခေါ်လိုက်ငါသွားပြီကွာလို့ပြောတယ်။ကိုစိုးမြကလူငယ်ရှိကနေထွက်သွားတယ်။လူငယ်ကခေါင်းတညံ့ညံ့လှုပ်ပြီးတောက်လက်စာဆက်လက်ကိုကိုဟောင်းတောက်တယ်။ဂုံမီစိုးမဆက်လက်ကိုမြေမြေမောပြစ်ချပြီးခြေထောက်နဲ့နင်းချတယ်။အဲ့ဒီနောက်အဇက်တစ်ခွက်ကိုငှဲ့ပြီးတစ်ဆိုင်တည်းမော့ရီတရွေးကိုပြစ်ခနဲ့ထွေးပြီး ဘဲတော့တစုံခတ်စားတယ်။အဲ့ဒီခိုင်ဆန်ထဲကိုဒေါလာဝင်လာပြီးလွတ်လွတ်တဲ့ဝိုင်းတဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ကိုစုံမြကျုပ်ကိုရက်တလုံးမြန်မြန်လာချပေးပါဗျ။ဒေါလာလေးတန်းမာမာနဲ့လန့်អော်တယ်။ချက်ချက်ဆိုသလိုကိုစုံမြကအစက်တလုံးယူပြီးဒေါလာရှိကိုလာချပေးတယ်။အဲ့ဒီနောက်ဒေါလာနဲ့တဝိုင်းထဲထိုင်တယ်။ဒေါလာကအစက်ပလင်းကိုစက်ခနဲ့ဆွဲပြီးတစက်သေးကိုအောင်မောတော့တယ်။ပလင်းတဲ့ကအစက်တွေကုန်မှပလင်းကိုခုံပေါ်စောင့်ချပြီးမတက်ထားရပြီ။ ကဆန်ညနေမှာလာပေးမယ်လို့ခက်ပြက်ပြက်ပြန်ပြောတယ်။ဒေါလာတစ်ခုခုဖြစ်ပြီဆိုတာကိုစိုးမြသိလိုက်ပြီ။ဒါပေမဲ့ဘာဖြစ်နေတာလဲတော့သူမသိဘူး။ဒါကြောင့်မလို့။ထွန်းလာ။မင်းဘာဖြစ်နေတာလဲ။ဟိုကောင်လေးနဲ့စကားများလာတာလား။ငါ့ကိုပြောစမ်းပါဦး။ကိုစိုးမြစိုးရိမ်တခြင်းမေးတယ်။မဟုတ်ပါဘူးဗျာ။ထွန်းလာတခွန်းနဲ့ပြန်ပြေးတယ်။ဒါဖြင့်မင်းဘာဖြစ်နေတာလဲကွာ။ဘာမှမဖြစ်ဘူး။စိတ်တွေရှုပ်နေလို့။ဟာစိတ်ကဘာလို့ရှုပ်တာလဲဟာ။ ဟာခမရတော်တော်စောက်စကားများတဲ့လူပါလားလှုပ်เสียရှိတာဘာလို့မှမရှိတော့ဘူးလားရှိရင်သွားလို့တော့ဒီမှာအလာချောင်းမနေနဲ့ဒီမှာအာဆောင်လို့ဘာမှမရဘူးဗျထုံးလာဒေါသတကြီးအော်ပြောလိုက်တယ်ရုပ်ရည်ဆိုင်ထဲမှာစူညံစူညံအတန်တွေကြားလိုက်ရတာကြောင့်မြဆိုင်တက်လင်နဲ့ဝန်းနံတို့၃ယောက်အတန်လာရဘက်ကိုတံမြင်မထားဘဲတပြိုင်တည်းကြည့်လိုက်ကြတယ်ဒီတော့မှထုံးလာကိုသူတို့မြင်သွားတယ်အဲ့လိုမြင်လိုက်တာနဲ့တပြိုင်တည်း တင့်လွင်ညာဘက်လက်ကခါကြကဓမြောင်အရိုးပေါ်ကိုချက်ချင်းရောက်သွားတယ်။ခွေးမသာထွန်းလာ။ဒီနေ့မင်းတေးတဲ့စိတ်မနေကွာ။တင့်လွင်ကမပါပါပြောပြီးတော့ခါကြဓမြောင်ကိုဆွဲထုတ်ပြီးဇက်ကလေးမတ်တက်ထားရပြီးဒွန်းလာကိုပြေးထုတ်တယ်။တတိအမြဲကတ်ထားတာကြောင့်ဒွန်းလာကတင့်လွင်ရဲ့ဓာချက်ကိုအသာရှောင်ပြီးခုံမောကဇက်ပလင်းကိုအလင်းမြန်ဆွဲယူပြီးတင့်လင်ကောင်းကိုအာကုံရက်ခွဲလိုက်တယ်။ခွံကနေပလင်းကွဲတန်တဲ့အတူအားဆိုတဲ့အတန်တစ်ဆက်ထွက်ပေါ်လာပြီးတင့်လင်ရုပ်သေးကျိုးပြက်လဲကျသွားတယ်။ ချက်ချင်းဆိုလို့ခေါင်းကနေသွေးတွေလည်းဖြာကနေထွက်လာတယ်။ရုတ်တရက်ဖြစ်သွားတာကြောင့်မြားစိန်နဲ့ဝန်းထံကြက်တွေတင်းနေပြီးထွန်းလာကိုကြောင်ကြည့်နေမိတယ်။အရက်တောက်နေတဲ့သူတွေကတော့ဟာကနေဟင်ကနေဖြစ်ပြီးမျိုးလုံးပြုတ်ပြီးတော့ပါဆက်ဟောင်းသားဖြစ်သွားကြတယ်။အဲဒီနောက်ဘာဆက်ဖြစ်မလဲသိချင်တာကြောင့်အရက်မတောက်တော့ပဲထွန်းလာတို့ပွဲကိုစိတ်ဝင်တစားကြည့်ကြတယ်။ထွန်းလာကလဲကျနေတဲ့တွင့်လင်ကိုချက်ချောင်းနဲ့တစ်ချက်ပြီးတစ်ချက်စစ်ကန်တယ်။တင်းလင်အော်တန်ကထွက်မလား။ထွန်းလာရဲ့ချက်ကြောင့်တရိပ်မင်းနေချေပြီး ဒီတော့မှမြဆိုင်နဲ့ဝင်းနိုင်အသိစိတ်ပြန်ဝင်လာပြီးလှုပ်လှုပ်ရရဖြစ်သွားတယ်။အဲဒီနောက်ဝင်းနိုင်ကသူ့ရှိခုံဖော်ကအချက်ပလင်းကိုဇက်ခနဲ့ဆွဲယူပြီးမတ်တက်ထားရေရေထွန်းလောက်ကိုရိုက်ရန်ပြေးသွားတယ်။မြဆိုင်ကတော့မထဘူးအချင်းဒီကိုအကဲခံဟန်နဲ့ကြည့်နေတယ်။အနားကျောက်လာတာနဲ့ဝင်းနိုင်ကခွေးမသာတေဆန်းလို့ရုတ်တရက်ကြီးပြောကဒေါလာကောင်းကိုအချက်ပလင်းနဲ့အားကုန်ရိုက်လိုက်တယ်။ဒေါလာလက်ဖြံနဲ့ကာပြီးညာလက်သီးနဲ့ဝင်းနိုင်မျက်နှာကိုအားကုန်ထိုးခွဲလိုက်တယ်။ဒေါလာလက်သီးချက်မိပြီးဝင်းနိုင်နောက်ကို လန်ထွက်ပြီးတော့ printer ရဲ့လဲကျသွားတယ်။လက်ထရပလင်လဲစိတ်စိတ်မှမှကွဲသွားတယ်။လူလဲအတော်မှုသွားတယ်။အဲ့ဒါကြောင့်ချက်ချင်းပြန်မထနိုင်။မင်းတို့စောင့်စစ်နဲ့ထွန်းလောက်ကောင်ကိုထိလို့ရမယ်များထင်နေလား။ဖိအခိုင်လိုက်ငကြောက်တယ်ကွာ။ထွန်းလောက်ဝင်းနိုင်ရဲ့ဘက်ကိုတက်ခွာပြီးတော့ဝင်းနိုင်မျက်နှာကိုလက်သေးနဲ့တစ်ချက်ပြီးတစ်ချက်ဆင့်ထိုးတယ်။မိုးနေတဲ့အတွက်ထွန်းလောက်လက်သေးချက်တွေကိုဝင်းနိုင်မကနိုင်။တစ်ချက်ပြီးတစ်ချက်ဆင့်ထိုးခံနေရတယ်။အဲ့ဒါကြောင့်မျက်စိတမက်ရဲ့တွင်ဝင်းနိုင်မျက်နှာတစ်ခုလုံးစောက်ပြတ်တက်ပြီးသွေးတွေအလိမ့်လိမ့်ဖြစ်သွားတယ်။ ထိုအချိန်လေးရောက်မှမြစိန်ကအဆက်ပလင်းကိုဆွဲပြီးမတက်ထရရင်ထွန်လကိုပြေးလိုက်တယ်။ထွန်လကဝင်းနိုင်ကိုလက်သေးနဲ့ထိုးဆဲဒါကြောင့်မလို့သူ့စီကိုမြစိန်ပြေးလာတာမသိ။ထွန်လတရိထားကိုစိုးမြကအော်ပြီးတော့တရိပေးတယ်။အဲ့ဒီကဲမြစိန်ကထွန်လခေါင်းကိုပလင်းနဲ့အားကုန်ရိုက်ခွဲလိုက်တယ်။ထွန်လကဘေးကိုရှောင်တိန်နေ။အဲ့နောက်မတက်ထရပြီလက်သေးကိုကြက်ကြက်ပအောင်ဆုတ်ပြီးအသင့်အနေထားပြန်လိုက်တယ်။မြဆိုင်ကနောက်တစ်ချက်ထိုက်ရိုက်တယ်။ထွန်းလကခေါင်းငုံရှာပြီ ညာလက်သိန်းကြောင့်ဝင်ထိုးတယ်။မြဆိုင်အင်ငနဲ့အော်ပြီးနောက်ကိုချင်းနလန်းဆုတ်သွားတယ်။အရှိုက်ကိုထိုးခံရတဲ့အတွက်လည်းအတော်ထိနာသွားတယ်။ဒေါသလည်းတော်ထွက်သွားတယ်။ဒါကြောင့်မလို့တထက်ပလင်းကိုကြက်ကြက်ပေါင်းဆုတ်ပြီးဒေါလာကိုစားမတက်ဝါမတက်မျက်လုံးတွေနဲ့စိုက်ကြည့်တယ်။ဒေါလာကမကြောက်မလန့်နဲ့ရှုတတီပြန်ကြည့်ပြီးလက်ခမောင်းကိုတပြောင်းပြောင်းမြင်အောင်ခတ်ပြနေတယ်။အဲ့ဒီနောက်ဟိယောင်ရိုက်မှာဖြစ်ဒါရိုက်စိုက်ကြည့်နေလေကွာ။အဲ့လိုကြည်တန်းကြောက်တဲ့အထဲ တဲကူတာထွန်လာမပဘူးကွာမင်းလောက်ကတော့အယူချုပ်ပြီးသွားချထုတ်ပြလို့ရတယ်လာခက်လေဒွန်လာအဲ့လိုစိန်ခေါ်တယ်မြောက်စိန်ကတော့တုတ်တုတ်များမလို့ဒွန်လာကိုစိုက်ကြည့်မြင်စိုက်ကြည့်နေတယ်ဟဲ့အောင်လာလေကွာလက်ကျပလင်းကန်ပြီးမရိုက်ရဲဘူးလားခွေးမှသာစောက်ချောက်ပစော့မဝင်နဲ့ထမင်ဝတ်ထားကွာဒွန်လာစကားဆုံးတာနဲ့မြားစိန်ကတောက်တစ်ချက်ခေါ်ပြီးရိုက်ရဲလို့လာရိုက်တယ်ကွာလို့ဒေါသတကြီးပြောပြီးပလင်းနဲ့ပြေးရိုက်တယ် ဒီအချိန်မှာတော့ထွန်းလာမြားစိန်ပလင်းကြိုက်ထားတဲ့လက်ကိုသူ့ဘယ်လက်နဲ့လင်းမြစွာပုတ်ထုတ်ပြီးမျက်နှာကိုညာဝက်လက်သေးတလုံးကျွေးပြလိုက်တယ်ဖြောင်းဆိုပြီးတော့မြားစိန်လဲထွက်သွားတယ်လက်ထက်ကပလင်းလဲမြေပြင်ပေါ်ပြုတ်ကျသွားပြီးလူလဲရိုင်ထိုးရိုင်ထိုးဖြစ်သွားတယ်အဲ့ဒီအခိုက်အခွင့်ရတာကြောင့်ထွန်းလာကမြားစိန်မျက်နှာကိုလက်သေးနဲ့နောက်ထပ်နှစ်ဆက်ဆင့်ထိုးတယ်ဖြောင်းဖြောင်းဆိုပြီးတော့မြားစိန်မြေပြင်ပေါ်ဖင်ထားရလဲကျသွားတယ်လဲကျသွားတဲ့မြားစိန်ကိုထွန်းလာခြေထောက်နဲ့တစ်ချက်ပြီးတစ်ချက်ဆင့်ကန်တယ် မြစိန်ဘာမှပြန်မလုပ်နိုင်ထွန်းလာပြုတ်သည်မြနုရပါတော့တယ်ထောတော့ပြထွန်းလာကကန်လို့အားရပြီဆိုမှဇန်နာလိုက်တယ်အဲ့ဒီနောက်ငုတ်တော့ထိုင်ပြီးမြစိန်ဇပင်ကိုစောင့်ဆွဲတယ်တပက်လောက်ထမင်းမစနဲ့စံပြုတ်အရေးကြက်ကြက်လေးပြုတ်တာလိုက်ကြားလာလို့မန်ပါပါပြော့ပြီးမြစိန်မျက်နှာကိုလက်သီးနဲ့တဲ့ထိုးတယ်တခဏအတွင်းမြစိန်မျက်နှာတစ်ခုလုံးဖူးယောင်ကိုင်းသွားတယ်သွားတဲ့ဆောင်ကျိုးတာတွေအတွက်ဗဆက်ကနေလဲသွေးတွေထွက်လာတယ် သူကသူအိတ်နေတဲ့ကြားကိုတွားနှုတ်မှတော့အစားခံရတာနဲတော့နဲသေးတယ်မအေလို့တွေသိအရက်ထိုင်တောက်နေကြတဲ့လူတွေထဲကလဲကူသားတယောက်ကအပြစ်တင်တဲ့လေးတန်းနဲ့ပြောလိုက်တယ်ဟုတ်တယ်ခံရတာတော့နဲသေးတယ်ဂျန်တဲ့သူတွေကလည်းဗျိုင်းတူပြော့လိုက်ကြတယ်ဒါပေမဲ့ထိုသူတွေထဲဆော့ဆော့ကလူငယ်တော့မပေါအောင်လူငယ်ကအရက်တောက်လိုက်အမြင့်စလိုက်နဲ့ထုံးနောက်ကိုစိတ်ဝင်စားကြည့်နေတယ်သူ့စိတ်ထဲထုံးနောက်ကိုအတော်ရှိန်ပြီးတော့အထင်လဲကြီးသွားမိတယ်ကိစ္စတွေပြီးမှထုံးနောက်မတက်ထားရပြီး ပစိုးပြန်ဝဲတယ်အဲ့ဒီနောက်ကိုစိုးမြကိုလဲကြည့်ပြီကိုစိုးမြကျုပ်ကိုအရက်နောက်တစ်လုံးသွားယူပြီပတ်ဆက်ငါတော့ညနေမှလာပေးမယ်ဗျာအေးပါကွာရပါတယ်ဒီလူနဲ့ဒီလူကပြောရမယ့်လူတွေမဟုတ်ပါဘူးရရင်မြန်မြန်သွားယူဗျာကျုပ်မှချိန်မရှိဘူးခုလာဆိုဟိုကောင်နေကျုပ်ကိုစောက်နေလောက်ပြီအေးအေးကိုစိုးမြပြပြဆွဆွနဲ့ထွက်သွားပြီအရက်တစ်လုံးသွားယူပြီရော့ငါကောင်ကြီးရပြီကွာကိုစိုးမြအဆက်ပလင်းကိုကမ်းပေးတယ် ထုံးတော့ဇက်ကနဲ့ဆွဲယူပြီးတဝမော်တယ်မော်လို့အားရမကဲကျုပ်သွားပြီညနေမှာထက်လာခဲ့မယ်လို့ပြောပြီးမြဆိုင်ကိုကြော်ခွပြီးအရက်ဆိုင်ထဲကနေခက်အေးအေးလေးထွက်သွားတယ်ထုံးလာထွက်သွားတာနဲ့တပြိုင်တည်းလူငယ်ကဆိုင်ရှင်ဒီမှာကြောက်တဲ့ငွေထားခဲ့ပြီးပိုရာပြန်မအမ်းနဲ့တော့တဲ့အဲ့ဒီလိုလဲအောင်ပြီးသူရိုင်တဲ့လဲနေတဲ့တင့်လင်ကိုကြော်ခွပြီးထုံးလာနောက်ကိုခတ်တုတ်တုတ်လိုက်သွားတယ်ကိုထုံးလာကိုတတ်မယ်ဖြတ်မယ်ဆိုတဲ့လူတွေကတော့ဒဏ်ရာတန်ချက်ပေါင်းများစွာနဲ့ပြင်းပြင်းမှခွေခွေလေးလဲနေပြီးတော့အရက်ဆိုင်ထဲမှာကြမ်းရစ်ခက်လေတော့တယ် ထွန်းလာအရက်သမော့မော့နဲ့မောင်ခင်အိမ်ကိုဦးတည်ပြီးသွားတယ်လူငယ်ကထွန်းလာနောက်ခက်လန်းလန်းကနေမသိမသားလိုက်သွားတယ်ဒေါ်လာကအရှင်မဟုတ်ဘူးအရက်ဆိုင်ထဲကထွက်လာကလေးကသူ့နောက်ကိုလူငယ်လိုက်လာမှန်းသိတယ်ဒါပေမဲ့မသိချင်အောင်ဆောင်ပြီးတော့ကိုလန်းကိုအေးစေသွားတယ်ထို့သောပြေရှစ်တနေရာရောက်မှတော့ထွန်းလာကရှစ်လန်းကိုတောက်ကနေဆက်ပြီးနောက်ကိုလဲဟဲ့လီးဖြစ်လို့ငါးနောက်ကိုလိုက်လာတာလားမဲပါကောင်းလဲဘာဖြစ်ချင်လို့အဲ့လိုမန်ပါပါပြောပြီးတော့အချက်ကိုတမော့မော့တယ် လူငယ်ကဘာမှပြန်မပြောပဲထောင်းနာအနားထီရအောင်သွားတယ်။အနားရောက်မှပြုံးပြပြီ။ဘာမှမဖြစ်ချင်ပါဘူးဗျာ။ဘာကောင်မှလည်းမဟုတ်ပါဘူးဗျာ။ဒီတိုင်စိတ်ဝင်စားလို့လိုက်လာတာပါ။ဟဲ့အောင်ဖြစ်ချင်နေဆိုဖြစ်လို့ရတယ်နော်။ပုတ်ပွင့်လည်းပြောအာမနာနဲ့။ခမရနေတော့ခက်ပြီးမဖြစ်ချင်ပါဘူးဆို။ဘယ်လိုဖြစ်လို့အတင်းဖြစ်ခိုင်းနေရတာလဲဗျ။ကျောက်နံမဲကတိန်းစော်။နေတာကအုံးမင်သားရွာ။ခမရနံမဲကစိုးစမ်းပါအောင်။တိန်းစော်ကမသိကြအောင်ဆောင်းမိမေး။ထောင်းနာမျက်နာတင်းကလေးဖြစ်သွားတယ်။ဟဲ့အောင် မင်းနာမည်ဘယ်သူလဲမင်းဘယ်မှာနေကြလဲငါမေးလို့လားကွာမမေးပါဘူးဗျာကျုပ်ဘာသာကျုပ်ပြောတာဘာဖြစ်လို့လဲမမေးရင်မပြောနဲ့မင်းနာမည်ဘယ်သူလဲဆိုတော့ငါစိတ်ဝင်စားအောင်ဘယ်မှာနေလဲဆိုတာလဲငါစိတ်ဝင်စားဘူးကွာခမရစိတ်ဝင်မစားပေမဲ့ကျုပ်ကတော့စိတ်ဝင်စားတယ်ဒီတော့ခမရနာမည်လေးပြောပြပါကျွန်တော်မျက်မှောက်တစ်ချက်ကြုံသွားတယ်။ဘာစောက်ကြောင်းနဲ့ငါနာမည်ကိုပြောရမှာလဲကွာ။မင်းကဘာကောင်မှုလို့လဲ။ဘာကောင်မှတော့မဟုတ်ပါဘူးဗျာ။ကျုပ်ကလူပခုံးနဲ့ဖက်ကြားကခေါင်းပေါက်တဲ့သူပါ။သိပြီလား။ ဒါကြီးပဲခဏခဏမင်းနေတယ်ဗျ။တိန်းစော်ကစိတ်မရှိတဲ့လေတန်နဲ့ပြောတယ်။ချက်ချင်းဆိုသလိုထွန်လာမျက်နှာမှာဒေါသအရိပ်ရောင်နေဖုံးလန်းသွားတယ်။ဟဲ့အောင်မင်းငါမျက်စိရှိကနေခုနေလင်းကောင်းလိမ့်မယ်။ငါစိတ်တွေတိတ်မကြည့်နေဘူး။လက်ထဲမှာဘာကင်ထားလဲမင်းမြင်နေမလား။အရှိတ်ခံရရင်ခေါင်းခွက်တက်တယ်ကွ။ထွန်လာဒေါသတစီပြောတယ်။တိန်းစော်ကလည်းထွန်လာလက်ထဲကင်ထားတဲ့ဇက်ပလင်းကိုတစ်ချက်ကြည့်ပြီးခိုက်ရက်ရက်ပြုံး။မြင်ပါတယ်ဗျာမြင်ပါတယ်လက်ထဲကင်ထားတဲ့ပလင်းကိုလည်းမြင်ပါတယ် ဆောဆောကအရက်ဆိုင်ထဲမှာ၃ယောက်၁ယောက်ကျန်းတာကိုလည်းမြင်တယ်။အဲဒါကြောင့်မဲခမရကိုစိတ်ဝင်စားပြီးခမရနောက်ကိုချက်ကျင်လိုက်လာတာ။ဘာစိတ်ဝင်စားစရာရှိလို့လဲ။ရန်ဖြစ်တာစမ်းမဟုတ်ဘူးလေ။မင်းလည်းယောက်ျားငါလည်းယောက်ျားစိတ်ထဲပါရင်မင်းလည်းငါ့လိုရန်ဖြစ်လို့ရတယ်ကွာ။ရတော့ရတာပေါ့ဗျာ။ဒါပေမဲ့၃ယောက်၁ယောက်ရှင်ချဖို့ဆိုတာမလွယ်ဘူးဗျ။ဆောဆောကခမရနေရာမှာကြောက်ဖြစ်ကြည့်။ခုလောက်ဆိုအဲ့ကောင်တွေလက်ချက်နဲ့ကြောက်သေးတော့ပြီ။အဲ့တော့ဘာဖြစ်လဲ။ဘာမှမဖြစ်ပါဘူးဗျာ။ ဘာမှမဖြစ်မင်းနဲ့မင်းသွားတော့ငါနောက်ဆက်မလိုက်နဲ့တော့ဆက်လိုက်မယ်ဆိုရင်မင်းကောင်းငါရက်ခွဲရလိမ့်မယ်အဲ့ကြမှာငါဆုံးမဆုံးနဲ့ကွာရိုက်တော့မခွဲလိုက်ပါနဲ့ဗျာသွားဆိုသွားပါမယ်အေးဒါဆိုငါမျက်စိရှိကနေမြန်မြန်လက်လိုက်တော့အဲ့ဒါအကောင်းဆုံးပဲဟုတ်ပါပြီဗျာဒါဖြင့်ကြောက်ကိုခွန့်ပြူပါအောင်ကံမကုန်ရင် ပြန်ဆောင်ကြမှာသေးတယ်တိန်းစောကပြောပြီးလာထွန်းရှိကနေထပ်သွားတယ် ဒီတော့မှလာတော့တောက်တစ်ချက်ခံပြင်းပြင်းခောက်ပြီးပလင်းထဲအဆက်တွေကိုကိုအောင်မော့ပြီးပလင်းကိုအဝေးကိုလွှဲပြလိုက်တယ်။အဲ့နောက်မောင်ခင်းအိမ်ကိုခြေလန်းကျဲစီးတွေနဲ့သွားတယ်။နောက်တနေ့မနေ့စောစောဝင်းရောင်ကကလထိုင်ပေါ်မှာခြေချိတ်ထမ်းပြီးမျိုးလုံးကိုစုံပေးပြီးဆက်လက်တောင်းနေတယ်။သူ့ဘေးကတန်းထဲပေါ်မှာတော့ရဲကြီးမြင်းမိနဲ့ငကြောက်တို့သုံးယောက်စကားတပြောပြောနဲ့ရွှေမြေးချမ်းတောင်းနေကြတယ်။ခဏကြာတော့အိမ်ထဲကိုအေးကြော်ရောက်လာတယ်။အေးကြော်ကရောက်ရင်ရောက်ချင်းပဲစကားဆက်။အကိုရွာထဲမှာနာရေးတော့ပေါ်ပြီ။ ဝင်းရောင်ကမျက်လုံးကိုစက်ကနေဖွင့်ပြီးဆက်လက်ကိုအားရပါရဖွာပြီးဘသူနာကြီးလဲกว่าလို့တခွန်းနဲ့မေးတယ်။ရွာလူကြီးရဲ့ညီတဝန်းခွဲနာရေးပါကိုနာမည်ကဘသူတက်လဲ။နောက်ပြီးဘလို့ဖြစ်ပြီးတေးရတာလဲกว่าဘလို့ဖြစ်ပြီးတေးတာလဲတော့တုတ်ကြည့်ကြမသိဘူးဗျ။မောတယ်မောတယ်ပြောပြီးတော့အသက်ပါသွားတော့တာလို့ပြောကြတာပဲ။နာမည်ကတော့အောင်မြင်းနဲ့အေးရွာလူကြီးညီတဝန်းခွဲဆိုတော့လဲတွားရမှာပေါ့ကွာ။ဟဲ့အောင်နီနာရေးတွားမလို့မင်းတို့လည်းဥမလားกว่า ဝင်းအောင်ကရဲကြီးတို့ကိုကြည့်ပြီးတော့ပြောတယ်။မလိုက်တော့ဘူးကောကျုပ်တို့ဟိုဘက်ရာကိုအရက်သွားတောက်မလို့။အေးတောက်တာတော့တောက်ကြေတနာတော့မဖြစ်စင်နဲ့ကွ။အဲ့မှာဘယ်သူရှိလဲမင်းသိတယ်မလား။စိတ်ချကောကျုပ်တရားလုံးပါပါတယ်။အေးဒါဆိုငါနိုင်ခဏသွားလိုက်အောင်မယ်ကွ။ဟုတ်ကဲ့ကောဝင်းအောင်ကအေးကျုပ်ကိုခေါ်ပြီးနိုင်အိမ်ကိုသွားတယ်။ဝင်းအောင်တို့ထွက်သွားပြီး အချိန်တစ်ခုလောက်ကြာမှရဲကြီးတို့၃ယောက်ကိုစိုးမြအရက်ဆိုင်ကိုစကားတပြောပြောနဲ့သွားကြတယ်။ ဝင်းရောင်ကနိုင်အင်းကိုရောက်တာနဲ့အင်းဘောကိုတန်းတက်ပြီးဖျားခန်းရှိမှာထိုင်နေတဲ့ရွာလူစင်းနဲ့ရွာမိရွာဖအနာကိုတွားထိုင်နေ။အေးကျော်ကတော့အင်းအောင်မှနေပြီးရွာရဲကကာလာသားတွေနဲ့အတူနိုင်အင်းမှလှုပ်ဆရာရှိတာများကိုလောက်ကင်ပြနေတယ်။ရွာလူစင်းဘလို့ဖြစ်တာလဲပြောစမှာအောင်ဗျကျုပ်ကြားကြားချင်းရောက်လာတာ။ဝင်းရောင်ကယူနေချမ်းတစ်ခက်ငှက်ပြီးတော့စကားဆတယ်။ရွာလူစင်းကတပြင်းတစ်ချက်ချပဲ။မသိပါဘူးကွာညပဲအကောင်မနက်လေးနာရီလောက်ကြာတော့မောရဲမောရဲပြောပြီးအသက်ပါသွားတော့တာ။ ကြာကြာချင်းယုံတော်မယုံမှုတည်ခြင်းတရားကတဲလဲကြောက်เสียကောက်မှာလားอืมထားပါတော့ဗျာတည်တဲ့သူလဲတည်ပြီကိုဒါနဲ့နိုင်ရဘယ်နဲ့ထားမလဲစိတ်ကူလဲမနဲ့နဲ့ချပါကွမထားတော့ဘူးဟာဘယ်လိုဖြစ်လို့ချက်ချင်းကြီးချမှာလဲမချလို့မရဘူးကွဝင်းအောင်ရစီပွားရေးကတိတ်အစင်မပြေဘူးရက်ရှည်ထားလို့မကြိုက်ဘူးနိုင်ကိုလာမဲ့သူတွေလဲမတွေ့မမွေးနိုင်ဘူးကွအဲ့ဒါကြောင့်မနဲ့ပြန်ချမှာအဲ့လိုတော့မထုတ်ပါနဲ့ဗျာနိုင်နဲ့ပတ်သက်ပြီးကြုံဆဆရေးကအကုန်တာဝန်ယူတယ် ကျွေးမဲ့မွေးမဲ့ကိစ္စလဲကြောက်တာဝင်ယူတယ်။အများနည်းတူလင်းခါရစ်လောက်တော့ထား။အဲ့လိုဆိုစင်ပြေမလားဗျ။ဝေးအောင်မင်းတကယ်ပြောတာလား။ဇာလူစင်းမျက်နှာဝင်းလန့်သွားတယ်။ဟာဒါနောက်เสียကိစ္စမှမဟုတ်တာ။တာရုကွာတာရုတာရုစားစရမင်းတာဝန်ယူမယ်ဆိုရင်တော့လေးရထားမယ်ကွာ။ဟုတ်ပြီဒါဖြင့်ကြောက်ကိုခွင့်ပြုပါ။နာရေးရှင်တွေကိုရာလူကြီးပြပြောပြတာညနေမှာကြောက်တစ်ခေါက်ထက်လာမယ်။အေးအေးအေးဝင်းအောင်ကရာလူကြီးကိုနှုတ်ဆက်ပြီးအင်အားကိုပြန်ဆက်နေ။ အဲ့နောက်တပည့်ဖြစ်သူအေးကျော်ကိုခေါ်ပြီးအိမ်ပြန်ခဲ့တယ်။မအေးမအေးကောင်းမှုကြောင့်မောင်ခွေအိမ်ကရုံရင်းပြက်စီးခြင်းမရှိ အကောင်းဘက်ကလေးအတိုင်းခြံထဲမှာမြက်ပင်ခြုံလင်းများလဲပိန်ပေါက်ခြင်းမရှိနဲကျင်းလောက်သာရှိတယ်။အဲ့ဒါကြောင့်ထုံးတော်တို့လေးယောက်ဘာမှလုံးစရာမလိုပဲမောင်ခွေအိမ်ခြံမှာအေးအေးဆေးဆေးနေနိုင်တယ်။ထုံးတော်ဖက်ကျန်းစလေးကိုတဖွာပြီးတဖွာဖွာပြီးတော့မိခိုးတွေကိုလုံးလိုက်မောက်ထုတ်ပြီးတစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားနေတယ်။မောင်ရင်းနဲ့ဆန်သိန်းကထုံးတော်ကိုမျက်တော်မခက်တမ်းစိုက်ကြည့်နေတယ်။ ော်တင်းကတော့သူ့နဲ့ခလန်းလန်းမှလက်အိတ်နေတယ်။တောင်းလောက်ကြမှာထွန်းလာစကားဆိုင်ဟာစိတ်ချုပ်စရာကောင်းလိုက်တာကွာမိမယူမိတာမှားပြီနဲ့တူတယ်။ငါငါတယောက်ထဲနေရင်အခုလောက်ဆိုစိတ်ချုပ်မှာမဟုတ်ဘူးကွာ။မောင်ကြီးနဲ့ဆန်သိန်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။ဘယ်လိုဖြစ်လို့လဲကိုကျုပ်တို့ကိုပြောပြပါအောင်။မောင်ကြီးကစိတ်ဝင်တဲ့စာမေးတယ်။ဘာဖြစ်ရမှာလဲကွာမင်းတို့အမမအေးမှာပေါ့။ငါ့ကိုထောင်တဲ့နောက်တစ်ခေါက်ထပ်မသွားရဘူးတဲ့။အဲ့ဒီကလေးငါ့ကိုတောင်းနေကွာ။ဟမ်အကိုပေးလိုက်လား။ အေးပေးလိုက်တယ်ကွာဗျာအေးဟုတ်တယ်အဲ့ဒါကြောင့်စိတ်ညစ်နေတာငါဘာလို့လို့လို့ရမယ်မသိတော့ဘူးကွာဟိုခွေးမသားတွေကိုလည်းတတ်ချင်တယ်မအေးမအောင်လည်းဂရိယာပေးထားတယ်ပေးထားတဲ့ဂရိကိုလည်းမဖြတ်ချင်ဘူးကွာအဲ့တည်းမပူဆမ်းပါနဲ့ဗျာကြောက်ကြောက်လုံးရှိတာကိုအကိုကြီးတို့ကြိုက်တဲ့ကောင်ကိုတက်ပြီးရင်ပြောကျုပ်အကိုကြီးတို့အစားထောင်ထဲဝင်ပေးမယ်ထောင်ဆိုတာကြတာကြဘူးတာတကားမှမရဘူးဗျာဒီတော့ရဘူးတဲ့ရှိအောင်ဝင်ကြည့်ချင်လို့ ကျော်တင်ကငေါခနဲ့ထထိုင်ပြီးတော့ပြောတယ်။ချောင်းလာမျက်မှောင်ကြုံပြီ။ဟာဒီကောင်ဘာကောင်လဲကွာ။ထောင်းဆိုတော့ဝင်လို့ကောင်းတဲ့နေရာများမှတ်နေတာ။မကောင်မှန်သိပါရဲ့ဗျာ။ဒါပေမဲ့လူဘဝရောက်တုံရောက်ခိုက်နေရာဆုံအောင်ရောက်ဖူးချင်လို့ပါ။နောက်ပြီးကျုပ်အပြစ်လေးလည်းပြန်ဆက်ချင်တော့။ဘာအပြစ်လဲကွာ။ကျုပ်မိတ်ဆွေကိုတတ်တဲ့ကောင်တွေကိုကျုပ်တတ်ထားတဲ့အပြစ်လေး။အဲ့ဒီအပြစ်ကိုအခုထိမဆက်ရသေးဘူးဟုတ်တယ်ကိုအဲ့အတွက်မပူနဲ့ကျုပ်တို့ညီကိုလည်းရှိတယ်အခုစိတ်လွတ်ကိုလွတ်တာလို့ ပြီးရင်ကျုပ်တို့ခေါင်းကံပြီးတောင်းရင်ရမယ်ဗျာအကိုထောင်မကြစေရဘူးမမအင်းမပေးထားတဲ့ဂရိကိုလည်းဖြတ်ဆရာမလို့လေဟွန်းခုမှတော့ဘာတက်နိုင်ပါလဲကွာအဲ့လိုလုံယုံမဲ့ရှိတာပေါ့ဒီနေ့ကစပြီးထုံးလာယောက်ျားမဟုတ်တော့ဘူးစောက်ချောက်ဖြစ်သွားပြီကွာမဟုတ်တာကိုရအကိုကဘာလို့စောက်ချောက်ရှိရမှာလဲဟာယောက်ျားဆိုတာလုံရရင်ခံရတယ်ကွာ အခုငါကတော့လှုပ်ပြီးမင်းတို့ခံရမယ်ဆိုတော့ငါရောက်ကြပဲဟုတ်တော့မလဲစောက်ချပေါ့ကွအဲ့ဒါတော့အဲ့ဒါပေါ့အကိုရာဒါပေမဲ့အကိုအဲ့လိုလှုပ်ချင်လို့လှုပ်တာမှမဟုတ်တာအမမအေးမကိုပေးချတဲ့ဂရီကြောင့်လှုပ်တာမလားတဖက်ကပြန်ကြည့်ရင်အကိုကဂရီတီတဲ့ယောက်ျားတစ်ယောက်လေးဗျာကဲဖြစ်ကြံဖြစ်ကွာဒီနေ့ကစပြီးငါစိတ်လူကိုလို့လှုပ်ချင်တာလှုပ်တော့မယ်မင်းတို့ရောငါနဲ့အတူလိုက်ပါလားမေးစရာလူသေးလို့လားအကိုရာကျုပ်တို့ဒီကိုလာတာအကိုနဲ့အတူမကောင်းမှုတွေလှုပ်ချင်လို့ ။နောက်ပြီးအကျွေးလဲဆက်ခြင်းလို့အပြိုတက်တက်လာတာမဟုတ်ဘူးဗျ။ကြိုက်ပြီကွာ။ဒါပြည့်ဒီညစပြီးကန်းကောင်စိုးကြမိုက်ကြတာပေါ့။စိုးကြမိုက်ကြမယ့်အထိုင်းမန်းနေနဲ့အကိုအရက်အမူမတော့ချင်ဘူးလား။စံသိမ်းရမေးတယ်။တော့ချင်တာပေါ့ကွာ။ဒါပြည့်ကျုပ်နဲ့ကောင်လေးကိုစိုးမြအရက်ဆိုင်ကနေအရက်သွားဆွဲမယ်ဗျ။ဘလို့လဲကိုချကြမလား။စိန်လိုက်လीဟုတ်ပြီကွကောင်လေးလက်မယ်ကွစံသိန်းကကြော်သိန်းကိုခေါ်ပြီးကိုစိုးမြရက်ဆိုင်ကိုခတ်တုတ်တုတ်ထပ်သွားခဲ့တယ် ကိုစိုးမြရက်ဆိုင်ထဲမှာရဲကြီးမြင်းမိနဲ့ငကြောက်တို့သုံးယောက်ရီရီမောမောနဲ့စကားပြောပြီးအရက်ထိုင်တောင်းနေကြတယ်။ခဏကြာတော့ဆိုင်ထဲကိုစံသိန်းနဲ့ကြော်တင်ခတ်တုတ်တုတ်ဝင်လာတယ်။အမတ်မချင်းကြော်တင်ကိုမြင်းမိနဲ့ငကြောက်မြင်သွားတယ်။ကြော်တင်ကတော့သူ့လိုကိုမမြင်ဘူး။ကြည့်လည်းမကြည့်ဘူးဂရုလည်းမစိုက်ဘူး။မြင်းမိနဲ့ငကြောက်ကတော့ကြော်တင်ကိုမျက်တောင်မကဲစိုက်ချနေကြတယ်။ဒါ ਉਹ ရဲကြီးသတိထားမိသွားတယ်။ဒါကြောင့်မလို့မြင်းမိတို့ကြည့်နေတဲ့နေရာကိုသူ့လန်းကြည့်တယ်။စံသိန်းနဲ့ကြော်တင်ကိုမြင်သွားတယ်။ ဘာမပြောညာမပြောနဲ့တောက်တစ်ချက်ခေါက်လိုက်တယ်။အဲဒီတောက်ခုတ်တန်ကိုကြော်တင်းကြလိုက်တယ်။အဲဒါကြောင့်အတန်လာယာဘက်ကိုလဲကြည့်တယ်။ဒီတော့မှရဲကြီးတို့ကိုမြင်သွားတယ်။အဲဒီလိုမြင်လိုက်တာနဲ့တပြိုင်နက်ရဲကြီးတို့ဝမ်းကိုသွားပြီးအဲဒီတော့ဘသူတွေမျှအမှတ်တယ်မင်းတို့ပါလားဘယ်ကနေဘလို့ဒီနယ်ကိုရောက်လာတာလဲစိုးစမ်းမအောင်ကြော်တင်းကခက်တီတီနဲ့ပြောတယ်။ဟဲ့အောင်အဲမေကုကငါတို့ကမင်းကိုမေးရမှာကွာရဲကြီးကဆက်ကနေမတက်ထရပြီးတော့ပြောတယ်။မိမိနဲ့ငကြောက်ရဲကြီးကိုတက်လဲကြော်တင်းကိုတက်လဲကြည့်နေတယ် အားရခိုင်သူတို့နားကိုအဆက်ပလင်းနေနဲ့စံသိမ်းကြောက်လာတယ်။ကောင်လေးဘာဖြစ်တာလဲ။ဒီကောင်လေးနဲ့မင်းနဲ့တိလို့လား။အတိတော့မဟုတ်ပါဘူး။ဒါမှမတိ။အတိမဟုတ်ရင်လေးကုံခံပြီးစကားတွေပြောမနေနဲ့။သွားမယ်ကွာချိန်ကြတယ်။စံသိမ်းရပြောပြောဆိုဆိုနဲ့ထွက်သွားတယ်။ကြော်တင်းရချက်ချင်းမလိုက်ဘူး။ရဲကြီးကိုရှုတီတီကြည့်ပြီးမယ်ပြုံးပြုံးပြီးမှစံသိမ်းတော့ကိုလိုက်သွားတယ်။ရဲကြီးကတော့တစ်ချက်ခောက်ပြီးခုံမပြန်ထိုင်နေ။အဲ့နော်ပလင်းတဲ့ကအချက်ကိုတဝါမော်တယ်။ပြီးမှပလင်းကိုခုံပေါ်စောင့်ချပြီးတရေကိုပြစ်ခနဲထွေးပြီးတော့အမီးစားတယ်။ ကိုရဲကြီးဆော့ဆော့အကောင်ခမည်းနဲ့တိတ်လာလားငကြောက်ကအရက်ခွက်ကိုတကြိုက်ထဲမော့ပြီးတော့မေးတယ်အေးတိတ်တယ်ဒီကောင်ကိုကြောက်တော့လေတဏှာရာမှာရင်းနေမြင်ဖူးနေတာဘယ်မှာမြင်ဖူးမှန်းကိုမသိဘူးခမည်းနဲ့ဒီကောင်တိတ်တယ်ဆိုတော့ဒီကောင်အကြောင်းနည်းနည်းတော့ကြောက်တော့ကိုပြောပြဆမ်းမအောင်ဗျရဲကြီးကပြောမယ်ပြပြီးမှမပြောဘဲအချိန်မီဆက်လိုက်တယ်အကြောင်းကတော့သူ့နားထဲဝင်းအောင်ပြောတဲ့စကားတွေကိုပြန်ကြားနေတာကြောင့်ဖြစ်တယ်ဒါအောင်မြင်းမိတရိထားမိတယ်မိမိကတစ်ချိန်လုံးရဲကြီးကိုကြည့်နေတယ်အဲ့ဒါကြောင့် ဟဲ့လူပြောလေဗျာမင်းမရဝင်ပြောတယ်ရဲကြီးကမပြောအချက်ပလင်းကိုကောက်ကင်ပြီးတဝမော်တယ်ဒါနဲ့နောက်ပလင်းကိုခုံပေါ်ပြန်ချပြီးအမြင်စားတယ်မြင်းမီးကငကြောက်ကိုတစ်ချက်လမ်းကြည့်တယ်ထွေကြည့်ကိုအတိတ်ပဲသိနေတာကြောင့်ငကြောက်ကကောင်းငင်ပြတယ်အဲ့ဒီနောက်၃ယောက်သားဘာစကားမှမပြောတော့ပဲအချက်ကိုဆက်တောက်ကြတယ်ဝင်းရောင်အိမ်ထဲကတန်းထားတစ်လုံးပေါ်မှာမျိုးကြီးနဲ့ငလာဆရာတပည့်နေရောက်ထိုင်နေကြတယ်မျိုးကြီးမျက်နှာကမာကျော်ခတ်ထန်ပြီးငလာမျက်နှာကခတ်တီတီ သူတို့ရှိတန်းရပေါ်မှာတော့ဝင်းတိုင်တင့်လင်နဲ့မြဆိုင်တို့၃ယောက်ခေါင်းလေးတွေငုံပြီးတော့ထိုင်နေကြတယ်။တင့်လင်ခေါင်းမကပတ္တိယဖွေးသားနဲ့မြဆိုင်နဲ့ဝင်းရောင်တို့ရဲ့မျက်နှာတွေကတော့ညိုမဲဆွဲပြီးကြောင်ကိုင်းနေတယ်။ခွေးမသားတွေပြောတော့မိုးလာကဲလာအခုတော့ခံလာရပြီမလားကွာ။ညိုကြီးကဒေါသတကြီးနဲ့အော်ပြောတယ်။ရုတ်တရက်မလို့ဝင်းတိုင်တို့၃ယောက်လန့်သွားကြတယ်။ဘာလဲ။အရှင်ရောက်တာအဲ့ကောင်ကျုပ်တို့ကိုလှုပ်ချင်တာလှုပ်လို့ရတယ်ဟုတ်လား။အခုအဲ့ကောင်ကျုပ်တို့ကိုဘာမှလှုပ်လို့မရတော့ဟုတ်လား။ အသားကိုယ်တော်လာတိရဲမှာမဟုတ်ဘူးဟုတ်လားကျုပ်တို့ကဘာစိတ်မှမရှိတဲ့ရှင်မွေတွေမဟုတ်တော့ဘူးအဆွဲတွေအဆွဲတွေရှိတဲ့မွေပွေးတွေဖြစ်နေပြီဟုတ်လားလာတိတာနဲ့ဧကောင်အသေးပဲဟုတ်လားနောက်ပြီးကြမှာသေးတယ်ဗါတဲ့အရှင်ကဧကောင်လာတိလို့ရတယ်ဆိုတာကကြော်ထွန်းတဲ့မောင်ခင်အာခုရှိနေလို့အခုအဲ့နဲ့ကောင်မရှိတော့ဘူးဆိုတော့ထွန်းလာဆိုတာကျုပ်တို့ရဲ့အတွက်ကလေးတာတာဆင့်ဟုတ်လားတပတ်အတွင်းအပြက်ရှင်းပြမယ်ဟုတ်လား။ထမ်းရင်အေးစေးတောက်ပြီးအဲ့ကောင်တည်ပြီးဆိုတဲ့သတင်းကို နားဆင်နေလိုက်ဟုတ်ပြီလားကွမအေလို့ရစက်ပြောတွေကတော့တိုက်ကြီးအခုတော့လူမြေမကောင်းလောက်ခံလာရပြီမလားတော်သေးလို့ဟိုကမတက်လို့ကွငါသာအဲ့ကောင်နေရမှာဆိုမင်းတို့ကိုလဲမျိုးတက်နေမြေအသေးတက်မှာကွညိုကြီးကဒေါသတကြီးအဲ့လိုပြောနေတယ်ဝင်းနိုင်တို့တော်ရောက်ခေါင်းလေးတွေကိုငုံပြီးညိုကြီးပြောသမျှခံနေရတယ်မေလို့ရမင်းတို့ဘာအစင်ချေပေးချင်သေးလဲကွပျော့စမ်းဘာဘာဘာမှမပေးချင်ပါဘူးကို တွဲလျာသူကောင်းဒဏ်ရာကိုလက်နဲ့ကမ်းပြီးခတ်တတ်တပြန်ပြောတယ်။တော်တော်ဆော့သုံးမကြတဲ့ကောင်းလေး။သုံးယောက်တယောက်ကိုများမြင်မကောင်းလောက်ခံလာရတယ်လို့ပဲ။ငါလည်းအောက်မှနေပြီးမင်းတို့မဆက်ကြဘူးလားကွ။အခက်မသိလို့ကြောက်တော့ခံလာရတာပါကိုရဲ့။နောက်မဆိုရင်ဒီကောင်းသေးပဲဗျ။ဝင်းနိုင်ကခေါင်းမော်ပြီးပြောတယ်။ဘာကွ။ပြန်ပြောစမအောင်။မျိုးကြီးကမတက်ထားရပြီးဝင်းနိုင်နားကိုသွားတယ်။ဝင်းနိုင်ကဘာမှမပြောဘူး။ခေါင်းကိုငုံသွားတယ်။ဟဲ့။မင်းခေါင်းကိုပြန်မော့စမ်း။ ပြီးရင်ဆော့ဆော့ကမင်းပြောလိုက်တဲ့စကားပြန်ပြောဆက်မအောင်ဝင်းနဲ့ကောင်းအောင်မော်ပြီးတော့အခမ်းမသိလို့ခံလာရတာပါအကိုလို့နောက်တစ်ကြိမ်ထပ်ပြောတယ်လီကိုအခမ်းမသိတာလားကွာမျိုးကြီးကပြောပြောဆော့ဆော့နဲ့ဝင်းနဲ့မျက်နှာကိုလက်သီးနဲ့အားကုန်ထိုးခဲလိုက်တယ်ဝင်းနဲ့အားကနေအော်ပြီးလဲထက်သွားတယ်ဒီတော့မှငလာညိုကြီးကိုပြေးဆွဲတယ်အကိုစိတ်ချော့အခုမှတော့လုံမနေပါနဲ့အကိုလုံနေလဲအပူပဲဒီကောင်နေနာယုံမဲရှိတယ်ဘာမှမထူးတော့မျိုးကြီးကတောက်တစ်ချက်ခောက်ပြီးတန်လျောက်ပေါ်ကိုပြန်ထိုင်တယ် ငလကတော့မသွောင်းဝင်းနိုင်တို့နားမှာမတ်တက်ရက်ပြီးဝင်းနိုင်တို့ကိုအကဲကက်ဟန်နဲ့တည်နေတယ်။သူ့ကိုညိုကြီးလက်သီးနဲ့ထိုးတာကြောင့်ဝင်းနိုင်မကြည့်နဲ့။လက်သီးကိုကြက်ကြက်ပအောင်ဆုပ်ပြီးအံကိုတင်းတင်းကျိတ်ထားတယ်။ခွေးမှသားတယ်။မင်းတို့စကားနဲ့မင်းတို့ထုံးလောက်ကိုရှင်းနိုင်အောင်ရှင်းမရှင်းနိုင်ရင်မင်းတို့တွေငါထတ်တွေ့မယ်။ပေဖို့သာပြင်ထား။ညိုကြီးကပြောပြီးစပွဲကုန်ကိုလက်သေးနဲ့ထိုးပြီးအိမ်ကနေထွက်သွားတယ်။ညိုကြီးထွက်သွားတဲ့အတွက်ငလလည်းညိုကြီးနောက်ကိုလိုက်သွားတယ်။ဝင်းနိုင် ငါတို့ဘလို့ဆက်လို့ကြအောင်လဲကွာတင့်နေငါမေးတယ်ဝင်းနဲ့စပွဲကုံကိုလက်သေးနဲ့အားပြင်းပြင်းထိုးပြီးမျိုးကြီးဆိုတဲ့ကောင်ကိုပြန်ခံချမယ်ဒီကောင်များသွားပြီငါ့အိမ်ထဲလဲလာနေသေးတယ်ငါ့ကိုလည်းထိုးသေးတယ်ခွေးမသားမျိုးတိတ်ဖို့သားပြန်ထားဒီကနေ့အစပြီးဒီကောင်လောက်ကငါထွက်ပြီကွာဟဲ့အောင်ဝင်းနိုင်မင်းဘာစကားပြောတာလဲဒီကောင်ဘာကောင်လဲမင်းသိတယ်နော်လက်တယ်မပေါ်ပဲအသက်ခံနေရမယ်ကွာအဲ့ဒါအရှင်ကွာအခုဒီကောင်ကဘာဆောက်စင်မှမရှိတော့ ငါတို့တတ်နေဖို့နေသေးတာသူ့ဟာသူ့တောင်တိုင်ပတ်နေတာမင်းတို့လည်းအမြင်ပဲအသိပဲလေကွာအဲ့တော့မင်းပါလုံးမလဲငါပြောပြီးပြီလေဒီကောက်လက်အောက်ကနေထွက်မယ်ဒီကောက်ကိုပြန်ခံကြမယ်မလွယ်လာဘူးထင်တယ်နော်ငါကောင်ဒီကောက်မှာနောက်ခံအင်အားရှိနေသေးတယ်မင်းတို့ငါတို့ကဘာမှဟုတ်တာမဟုတ်ဘူးကွာမရှိတာကိုရှိအောင်လုပ်လို့ရတယ်ကွာပါလေမင်းမောင်မောင်လက်အောက်ကိုဝင်မလို့လားအေးဟုတ်တယ်မောင်မောင်လက်အောက်ကိုငါဝင်မယ်မင်းတို့ရောငါနောက်လိုက်ပါလားဒါမှမဟုတ်ဒီကောက်လက်အောက်မှာပဲနေပါလား ရှိတာမှမင်းတို့ငါတို့၃ယောက်လေမင်းမရှိမှတော့ငါတို့ကဒီကောက်လက်အောင်မှာ နေပြီးဘာလို့ရမှာလဲကွာဟုတ်ပြီလေဒါပြစ်အခုပဲမမောက်လက်အောင်ကိုသွားကြတာပေါ့၃ယောက်သားစိတ်တူကိုတို့နဲ့ညိုကြီးလျောက်ကထွက်ပြီးမမောက်စီကိုသွားကြတယ်အဲ့ဒါကြောင့်ညိုကြီးရဲ့လူအင်အားကချိနဲ့တဲ့ချိနဲ့သွားလေတော့တယ်ပြိတ္တများရှင် The Village Back Guy အစီအစဉ်2အပိုင်း26ကတော့ဒီညမှာပြီးဆုံးပါပြီ။ဒီဇလရဲ့ကြံရှိနေတဲ့အပိုင်းများကိုလည်း ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ရှင်။ဒီကနေ့မှနားဆင်အားပေးခဲ့ကြလို့စပရိတ်သက်တူချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်။တ anyaan ပြည့်စုံတဲ့နေ့တည်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။